ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် essential grammar and use ထဲက unit 36အဲ့ထဲမှာ used to အကြောင်းကို သင်ပေးမှာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော် used to ကအာဒီ essential grammar ရဲ့ use အနေအောင်ထဲမှာတစ်မျိုးပဲပါတယ်ဒါပေမဲ့ကျွန်တော်နှစ်မျိုးသင်ပေးမယ်အဲ့နောက်တစ်မျိုးကတော့သူဆောင်းအပြာထဲမှာမှသင်တာဒါပေမဲ့ကျွန်တော်ကတော့ဒီ video ထဲမှာတော့တစ်ခါတည်းနှစ်ခုလုံးသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ used to ကိုကျွန်တော်တို့ model bus အနေနဲ့သုံးတဲ့ဟာလေးကိုကျွန်တော်တို့ ြောကြမယ်ပေါ့နော်အဲ့တော့ used to go နောက်ကနေပါလိုက်လဲဆိုတော့ infinitive verb လိုက်တယ်နော်ကျွန်တော် verb zero လိုက်တယ်ပေါ့နော်အဲ့တော့ဘယ်နေရာအနေထားတွေမှာဒီ used to ကိုသုံးလဲအတိတ်မှာတုန်းကဖြစ်လေဖြစ်တာလှုပ်လေလှုပ်တာရှိလေရှိတာပြောတာကိုသုံးတယ်ပြောဆိုအတိတ်မှာဖြစ်ခဲ့တယ်အခုမဖြစ်တော့အတိတ်မှာတော့ဥပမာသပင်ရှိခဲ့တယ်အခုမရှိတော့ဘူးเนาะအတိတ်မှာတော့ဟာဟိုကလေးပွားတော့ချောကလက်ကြိုက်တယ်အခုမကြိုက်တော့ เนาะအတိတ်မှာတော့ဟိုမှာကတ်တုန်းတွေဖတ်ရတာကြိုက်တယ်အခုမကြိုက်တော့စသဖြင့်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးပြောခြင်းတယ်เนาะအတိတ်မှာတော့တခခုဖြစ်ခဲ့တယ်လုတ်ခဲ့တယ်အလေးအထပေါ့เนาะအဲ့လိုမျိုးပြောခြင်းရင် used to ကိုသုံးပါတယ်เนาะအဲ့တော့ဥမာလေးနဲ့တွဲကြည့်ကိုရှင်းသွားမယ်ဆိုတော့ I used to work in a factory အဲ့တော့စက်ရုံမှာအလုပ်လုပ်ခဲ့ဖူးတယ် လုတ်လေလုတ်ထားရှိတယ်ပေါ့နော်လုတ်တယ်ပေါ့အဲ့တော့တိုက်ရိုက်ကြီးကျွန်တော်တို့ကဒါအနည်းဆက်ဆုံးဘာသာပြန်ပြတာဖြစ်တဲ့အတွက်အဲ့ဒီ used to တွေတိုင်းလုတ်လေလုတ်ထားရှိလုတ်လေလုတ်ထားရှိဆိုတာကိုစိတ်ထဲမှာပဲမှတ်ထားအောင်ပါเนาะဟိုကျွန်တော်တို့မြန်မာလိုဘာသာထည့်မပြန်ရအောင်ဒါကြတော့ဒီလိုမျိုးအဓိပ္ပာယ်နေနဲ့သုံးပါလားဒီလိုမျိုးအဓိပ္ပာယ်နေနဲ့ပြောပါလားဆိုတာကိုပဲစိတ်ထဲမှာမှတ်ထားပါเนาะဘာသာပြန်တဲ့အခါမှာတော့ဒီ quintus ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က serial လို့ပြန်ရမှာเนาะအဲ့တော့ I used to work in a factory ဆိုတဲ့စာကြောင်းငါ စက်ရုံမှာလုံလေးတော့ထရှိရဆိုဗာလဲငါစက်ရုံမှာလုတ်ခဲ့တယ်အရင်တော့ကအဲ့ဒါပြောချင်တာအခုချိန်မှာတော့သူစူပါမားကတ်မှာလုတ်တာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်တခြား factory မှာမဟုတ်တဲ့တခြား line မှာလည်းလုတ်တာဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့တော့နံပါတ်1 when i was a child i used to like chocolate အဲ့တော့ငါကလေးတုန်းကမနော်ဘတူးနဲ့ရေးထားတယ် past tense နဲ့ i used to like chocolate do you do နော်အဲ့တော့ကလေးတုန်းကသူ chocolate ကြိုက်တယ် ဒါဆိုအခုကြိုက်သေးလားဒါနဲ့ရေးထားရအတွက်အခုမကြိုက်တော့နော်စားတော့စားမယ်ဒါပေမဲ့ကလေးတုံးကတော့မကြိုက်တော့ Lisa has short hair now Lisa ကအခုသပင်တူတူလေး but it used to be very long အရင်တော့တော့သပင်အရှိကြီးအဲ့ဒါကိုပြောတာနော်ဒီမှာ ID အကဘာကိုညွှန်လဲ hair ကိုညွှန်တာနော် Lisa ရဲ့ hair ကိုညွှန်တာနော် okay Helen used to have a piano ဟော Helen မှာ piano တလုံးရှိခဲ့ဘူးတယ် but she sold it a few years ago လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကသူဂျောင်းလိုက်ပြီး sold it when i was a child i didn't used to like tomatoes ကလေးတုန်းကတော့ tomato ကိုမကြိုက်ဘူးဒါဆိုရင်အခုကျတဲ့သဘောเนาะအဲ့တော့ဒီစာကြောင်းလေးကိုထည့်တာတခြားမဟုတ်ဘူး used to ကိုကျွန်တော်တို့အငင်းလုပ်ရင်ဘယ်လိုလုပ်လဲ did not past tense မလား ်ပတ်စတန်ဆိုတော့ကျွန်တော်ဒင်းတော့နဲ့အငင်းလောက်လိုက်တယ်အဲ့တော့မေကွန်လောက်ရင်ရောဒစ်ပေါ့ DID ဒစ်နဲ့မေကွန်လောက်ပေါ့เนาะအဲ့တော့ used to the ဒီမှာကျွန်တော်တို့ပတ်စတန်အနေနဲ့သုံးတဲ့ model bag ဖြစ်တဲ့ model bag သဘောမျိုးပေါ့เนาะသုံးတဲ့ပတ်စတန်အနေနဲ့သုံးတယ်အဲ့တော့သူ့နောက်က infinitive verb verb 0လိုက်တယ်အဲ့တော့ကျွန်တော်တို့ အတိတ်ပဲနေနဲ့ဘလို့မှတ်မလို့ရင်ထဲမှာကျွန်တော်တို့မှတ်မှာကအလေးအထရှိတဲ့အတိတ်မှာတော့လိုလေလိုထဖြစ်လေဖြစ်တာရှိလေရှိတာအဲ့လိုချင်းတွေကိုပြောတဲ့အခါမှာသုံးပါတယ်အဲ့တော့အခုဒီမှာဆိုရင် essential grammar ရဲ့ use case unit 36ကဥပမာတွေကိုကျွန်တော်တို့တွားပြီးတော့လုပ်လို့ရပါပြီ exercise တွေကိုလုပ်လို့ရပါပြီအဲ့တော့အဲ့ဒီ essential grammar ရဲ့ use စာအုပ်အနည်းအောင်တဲက used to ရှင်ပြရှင်းလင်းချက်ဒီမှာပြပါပြီအဲ့တော့နောက်ထပ် used to ရဲ့နောက်ထပ်အတိတ်ပဲတစ်ခုစာအုပ်အပြားထဲမှာပါတဲ့အတိတ်ပဲတစ်ခုကိုကျွန်တော်ဆက်သွားပါမယ် ဲ့တော့ b used to plus now တို့မဟုတ် perfect ing အဲ့ဒါကနောက်ထပ်ပုံစံတစ်မျိုးနဲ့သုံးတာ used to ကိုနော်အဲ့တော့ခုနက used to တုန်းကသူကကျတော့ model verb ပုံစံနဲ့သုံးတာသူ့ကိုဘာမှအကူအညီမရှိဘူးသူရှိမှာနော်ဒါပေမဲ့ဒီဟာလေးကျတော့သူ့ကို but to be နဲ့ရှင်းရနေကူညီထားတယ် but to be နော် m s r was where တခုခုနဲ့ကူညီထားတာပေါ့နော်အဲ့တော့ဒါဆိုရင် तू က adjective form ပုံစံအနေနဲ့သူ့ကိုသုံးတာဒီနေရာမှာနော် adjective နဲ့သူ့ကိုသုံးတာ ဲ့ be used to နောက်ကဘာလိုက်လဲဆိုတော့ now တော့မဟုတ် before engine ဒီ before engine ဆိုတော့သူကဂျရန်ပေါ့နော်ကျွန်တော်တို့ now တော့မဟုတ်ဂျရန်လိုက်တယ် G E R U N D ဂျရန်အဲ့တော့အဓိပ္ပာယ်ဘယ်လိုချင်းဒီမှာပြောလဲဆိုတော့ကျင်သားရနေပြီတကူကိုကျင်သားရနေပြီတကူကိုအသားကျနေပြီဒါမှမဟုတ်လေယိုးနေပြီဆိုတော့အနေထားမျိုးတွေပြောတဲ့အခါမှာသုံးတယ်ဆိုတော့ Lisa wasn't used to driving on the left Lisa ကပါလေသူဘယ်မောင်းကို အသားမကျသေးဘူး ဘယ်မောင်းကိုကျင်သားမရသေးဘူးအဲ့ဒါကိုပြောချင်တာပြောမယ်ဆိုရင် तू လာတဲ့နိုင်ငံကညာမောင်းဖြစ်ခြင်းဖြစ်မယ်ကမောင်းတာဘောเนาะအဲ့တော့အခုဒီမှာကြတော့ဘယ်မောင်းဆိုတော့ तू အသားမကျသေးဘူးဘောเนาะအဲ့ဒါမျိုးပြောပြောတာဘော He is used to living alone तू တကူတည်းနေတာအသားကျနေပြီအဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်ဒါဆိုရင် buffer engine ဒါ grand အနေနဲ့တုံထားတာเนาะနောက်ကလိုက်တဲ့ buffer engine ဒီမှာလည်း buffer engine grand အနေနဲ့တုံထားတာ ဲ့တော့ဒီမှာ used to က be used to เนาะဒီမှာ be used to ဘာတူ be used to ပြောတာ our apartment is on a busy street ငါတို့ရဲ့ apartment ငါတို့ရဲ့တိုက်ခန်းကတဲ့ဒီလူသွားလာများတဲ့เนาะဟိုပြောမယ်ဆိုလို့ရှိရင်ဒီလမ်းမကြီးလမ်းမထမ်းပေါ်မှာရှိတာပေါ့เนาะအဲ့တော့ i expect we will get used to it get used to เนาะနောက်ကပါလဲဆိုတော့ now used to black now အဲ့တော့ဒီမှာမှတ်စရာလေးကျွန်တော်တွေ့လာ get အဲ့တော့ get လေဒီမှာ get used to လေသုံးလို့ရတယ်အဲ့ get ကြောင့်အခုရှင်းပြပြမယ်နော်အဲ့ဒါကြောင့်လို့ထည့်ထားတာနောက်တစ်ခုဆက်သွားမယ် I am used to the weather here ဒါဆိုလည်းပါလား now used to be used to now နော် I am used to the weather here နောက်တစ်ခုကကျွန်တော်တို့ပြောနေကြစကားလေးကြားရင်ကြားဘူးလိမ့်မယ်တခါတခါ I'm used to it I'm used to it used to ဖြစ်နေပါပြီဒါတော့ငါ used to ဖြစ်နေပြီဒါတော့ငါ used to မဖြစ်သေးဘူးလို့ကွာကြားဘူးလေနော်ဆိုတော့ I used to ဒါကိုပြောတာ it ဆိုတော့အဲ့အရှိမပြောတဲ့စကားတခုခုဖြစ်လိမ့်မယ်အကြောင်းအရာတခုခုဖြစ်လိမ့်မယ်အဲ့တော့ညွန်တာ I'm used to it နော်အသားကျနေပြီအဲ့ဒါကိုအသားကျနေပြီအဲ့တော့အခုဒီကတ်အကြောင်းကိုကျွန်တော်တို့ပြပြမယ်နော်အဲ့တော့ဒီကတ်ကတခြားမဟုတ်ဘူးပြကျွန်တော်တို့ဆိုပါတော့ Lisa wasn't used to driving on the left lisa ကအခုအမေရိကကိုရောက်တာသူဘယ်မောင်းနဲ့အသားမကျသေးဘူးเนาะအဲ့ဒါကြောင့်မလို့ wasn't used to เนาะ was not used to အဲ့ဒီအချိန်မှာเนาะဒီနားမှာပြောင်းလိုက်เนาะအဲ့ဒီအချိန်မှာ तू ဒါပေမဲ့မမောင်းမနေမောင်းရတော့မှာဆိုတော့ तू မောင်းရင်မောင်းရင်နဲ့ she got used to driving on the left မောင်ရင်မောင်နဲ့သူအမအသားကျသွားရောအဲ့တော့နောက်တစ်ခု aku အစတော့ကတော့သူပထမအဆင့်အနေနဲ့သူအသားမကျဘူး she wasn't used to driving on the left အသားမကျဘူးမောင်းရင်မောင်းရင်နဲ့စပြီးတော့အသားကျလာ she got used to driving on the left အကနေမှာနောက်ဆုံးသူကျွမ်းကျင်သွားတယ်ဘာဖြစ်လဲအခုတော့ she is used to driving on the left တော်ရတယ်လမ်းတည်းအဲ့ခဲ့ရတော့နောက်တစ်ခုပြပြမယ်နော်အဲ့တော့ဆိုပါတော့ကျွန်တော်တို့ happy ဆိုပါတော့အာလို့ပြမယ် hungry ဆိုပါတော့ hungry He isn't hungry. Wasn't look at He wasn't hungry. The energy level. He wasn't hungry. Tu masa dia. Tapi mana orang nak naik lalu ni dia ni tu bapil eh. He got hungry. Paisa lari. Now, lawa tu မရတော့တအားစာသွားပြီ she he is h u n g r y angry အဲ့တော့အဲ့ဒီ get ရဲ့အသုံးကိုကျွန်တော်တို့သဘောတရားသိမလားမသိဘူးနော်သဘောတရားကိုသိလားမသိဘူးကျွန်တော်တို့ not နဲ့ဒီလက်ရှိနဲ့ကြားထဲမှာ तू အဲ့အဆင်လေးဘိုက်မစားဘူးဘိုက်စားတယ်အဲ့ကြားထဲကအဆင်လေး သားမကြသေးဘူးအသားကြသွားပြီအဲ့ကြားထဲကအဆင်လေးเนาะအစပြိုးလာတဲ့အဆင်လေးကိုအချိန်မှာတုံးတယ်เนาะအဲ့ဒီ gap နဲ့ပတ်သက်တဲ့အတုံးကလည်း GD gap အခန်းကတသက်ဒီဟိုရဲမှာ essential grammar ရဲ့ use out အနည်းထဲမှာပြထားပါတယ်ဒါကတော့ကျွန်တော်ဂျုံလို့ရှင်းပြတာပါเนาะဟိုဒီ used to ကိုကျွန်တော်ဘတ်တူ b တမျိုးနဲ့တုံးတယ်ဆိုလို့ရှိရင်ကျောင်းသားတွေကအမှတ်မှားမှဆိုလို့ GD gap နဲ့မြင်ဘာလဲဆိုတာမသိမှဆိုလို့ဒါကြွယ်ကူရေးပါကျွန်တော်တခါတည်းရှင်းပြလိုက်တာဖြစ်ပါတယ် အဲ့တော့ကျွန်တော်အနှစ်ပြန်ချုပ်ရမယ်ဆိုလို့ရှိရင် used to ကိုကျွန်တော်တို့နှစ်မျိုးသုံးလို့ရတယ်တစ်ခုကကြတော့ဗာလဲဆိုတော့ညောင်းညောင်းလေးနဲ့မတူတာလေးနဲ့ရှင်းမယ်တစ်ခုကဗာလဲဆိုတော့ used to plus a zero ဒီတစ်ခုကကြတော့ be used to plus now အတိတ်ပဲလည်းမတူဘူးเนาะသုံးပုံသုံးနည်းလည်းမတူเนาะအဲ့ဒါလေးရောတက်ကြရတယ်เนาะအဲ့တော့သုံးရင်သုံးနေတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အသားကြွသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့မြန်မာစကားတွေပြောတဲ့အခါမှာလည်းသူများတွေညံ့ညံ့ပြောတဲ့ဒီ used to ဖြစ်နေပြီ used to ဖြစ်နေပြီဆိုတာဒီဟာကိုပြောတာအခုဒီ used to နှမျိုးအတော့အတော့နှမျိုးတွေကဒီဟာကိုပြောတာ ဲ့တော့ကျွန်တော်တို့ကခုနကပထမဆုံးပြောခဲ့တဲ့ used to အတိတ်မှာလွတ်လပ်လွတ်ထရှိခဲ့နော်အခုမလွတ်တော့ဘူးအဲ့ဒါဆိုလို့ရှိရင်အခုလွတ်လေလွတ်ထရှိခဲ့အခုအလေးအထပေါ့နော်အမြဲတမ်းလွတ်နေတဲ့အလေးအထကိုပြောချင်ဘာနဲ့တော့ရမလဲအဲ့ဒါကိုကျွန်တော်တို့ used to you ED ဖြုတ်ပြီးတော့သွားသုံးလို့မရဘူးနော်သူကအတိတ်တမျိုးတည်းပဲသုံးတာသွားသုံးလို့မရဘူးအဲ့တော့ဘာနဲ့တော့ရမလဲဆိုတော့ကျွန်တော်တို့ဘဝန်းရိုးရိုးနဲ့တော့ရတယ် အဲ့ဒါကကျွန်တော် vat ခန်းမှာတင်ပြီးသားပြီเนาะအဲ့တော့လုံလေးလုံထပုံမှန်လုံလေးလုံထရှိတာလက်ရှိကာလာတဝိုက်မှာပုံမှန်လုံလေးလုံထရှိတာဖြစ်လေးဖြစ်လာရှိတာအဲ့ဒါမျိုးပြောချင်ကျွန်တော်တို့ဘာနဲ့တုံးလဲ verb one you you present tense နဲ့တုံးတယ် simple present tense နဲ့တုံးတယ်เนาะအဲ့တော့ဒါလေးလည်းရှင်းမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ရက်မှာလည်းအခုလိုပဲသင်ခန်းစာတွေဆက်ပြီးတော့တင်သွားပါအောင်မယ်ဒါကတော့ထုံးစံတိုင်းကျွန်တော်ဒီသင်ခန်းစာက essential grammar ရဲ့ use ကိုလုပ်တဲ့အခါမှာအထောက်အကူဖြစ်အောင်ရွေတာမဟုတ်လို့ ဒီတန်ငန်းစာပြီးတာ ਨੇ စောက်ထဲကနေပြီးတော့ exercise ကိုတွားပြီးတော့လုပ်ကြည့်စေချင်ပါတယ်เนาะစာရေးကြည့်ပြီးတော့ချက်လုပ်ဖို့အတွက်အချိန်မရဘူးဆိုလို့ရှိရင်အာမျက်စိနဲ့ပဲပေါ့เนาะဟိုလုပ်ကြည့်လိုက်အဖြေကိုနောက်ကျောင်းမှာတွားကြည့်လိုက်เนาะအဲ့လိုမျိုးလုပ်ကြည့်စေချင်ပါတယ်တရက်ကို15မိနစ်လောက်ပဲချိန်ပေးเนาะအင်္ဂလိပ်စာကဒီ level ကိုပြီးသွားဖို့ဆိုတာကမခက်ခဲဘူးเนาะ3လလောက်အတွင်းမှာ2လခွဲလောက်အတွင်းမှာကိုပြီးနေတဲ့အချိန်ပေါ်မူတည်ပြီးတော့ เนาะဘာဆိုတချို့အခန်းတွေဆိုလို့ရှိရင်တတော်ကိုလွယ်တယ်တတော်ကိုအခြေခံအာကြက်ကြဘယ်လိုခေါ်မလဲဆိုတော့တားလွယ်တယ်ပေါ့เนาะတားလွယ်တော့7ရန်9ရန်လောက်ဟိုဆင့်အာအင်္ဂလိပ်စာသင်မိသားလူတွေဆိုရင်တားလွယ်ပြီးတော့ကြော်လို့တော့ရတယ်မင်းများကြော်သွားလို့ရတဲ့အခန်းတွေရှိတယ်အဲ့တော့ဒီမှာအခန်း100ကြော်ပါပဲမဲ့တကယ်တမ်းကလုတ်မယ်ဆိုလို့ရှိရင်တပတ်သူမုံနှစ်ပတ်အတွင်းမှာပြတ်တယ်ဒီစာအုပ်ကเนาะဆိုတော့ကျွန်တော်ကကြတော့အဲ့လိုမျိုးစာအုပ်အကြာကြီးနဲ့ EB လုတ်တဲ့လုတ်တဲ့အာကိုခေါင်းနဲ့ အယုံမဆိုင်နိုင်တဲ့လူတွေမှာပါတယ်အဲ့တော့ကျွန်တော်မြင်မြန်ဆက်ဆက်လွတ်ပြီးတော့ online information တွေခါရဲတွတ်လိုက်တယ်ဆိုတော့အဲ့လိုမျိုးလေးဇက်တိုက်လုစေခြင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့အတူတူဆက်သွားကြမယ်ကျွန်တော်လည်းပဲဗီဒီယိုလေးကိုဒီပုံမှန်လေးကျွန်တော်ဆက်သွားနေတယ်အဲ့တော့ဒီစာလေ့လာတဲ့လူတွေအနေနဲ့လည်းပဲဆက်ပြီးတော့ကြိုးစားကြပါအောင် fighting ဆက်သွားကြမယ်နော် okay ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်